င်များလုံးပဲမြင်ပါခင်ဗျကျွန်တော်တို့ဒီနေ့ဆိုရင်တော့ One Friday Fight တိုင်းတိုင်းပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီအဲမှာကျွန်တော်တို့ရဲ့ Tamni Soyi လို့ခေါ်တဲ့ Soling ပွဲဝင်ထိုးခဲ့တယ်ကိုအမြောက်ပွဲထိုးတယ်ပေါ့လေအဲမှာ Soling ရှုံးမဲ့ကြုံသွားခဲ့ရတယ်ဝမ်းမာသူ၃ပွဲဆက်တိုက်ရှုံးသွားခဲ့ပါပြီ Cop Thon ကတော့ဝမ်းမာ၂ပွဲဆက်တိုက်အနိုင်ရရှိတဲ့ရလဒ်ကိုရရှိသွားခဲ့တယ်ပေါ့လေ Soling အတွက်ဒီပွဲကလည်းအထိနာခဲ့ရတဲ့ပွဲစဉ်ပါပဲ Saxon နဲ့ပွဲတော့ကလည်း အမှန်နဲ့ရှုံးခဲ့တယ်ဟိုက်ဒရိုဂျင်တက်စတာရှုံးတယ်ကိုရမယ်ထိုးကြည့်တဲ့ငါးပုံတပုံကိုကော့ထွန်းစီပေးလိုက်ရတယ်ဘွဲစားပထမဘွဲစီမှာတော့နှစ်ယောက်သားကရှီကန်ချက်တွေအပြိုင်နဲ့လက်တိချက်တွေအပြိုင်နဲ့အဲ့ပထမဘွဲစီမှာနည်းနည်းလေးစိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်တန်လေးကကော့ထွန်းရဲ့မျက်လုံးကိုဆိုလင်းကဒီလက်နဲ့သွားပြီးတော့ပေါက်နှိုက်မိလိုက်တယ်လို့ဖြစ်သွားလို့ဘွဲခဏရန်နာလိုက်တာလေးပဲရှိတယ်ကျန်တော့တရောင်းတရောင်းဘူကအကဲဆန်းတာထက်တော့ပထမဘွဲရှိရမှာပိုကဲ ဒုတိယပွဲရှိရတော့အတော့ကြီးကောင်းပါတယ်အပြန်ဆိုင်ထိုးတာပြောင်းတယောက်လဲမလားဆိုတဲ့ပုံစံမျိုးနဲ့ထိုးတာအဲ့ချိန်မှာတော့တကယ်နှစ်ယောက်လုံးဆိုင်ထိုးပြန်ထိုးနှစ်ယောက်လုံးကလည်းလက်သီးကိုအားပြုလာချင်းတူတဲ့အခါအဲ့ဒီချိန်မှာအလဲထိုးနိုင်ထိုးနိုင်ဆိုပြီးသူတို့ကနှစ်ယောက်လုံးဖွင့်ထိုးတာဗျပွဲတော်ကြီးကောင်းခဲ့တယ်မမှန်ဆန်လည်းရှိခဲ့တယ်ဒါပေမဲ့ပွဲကမပြတ်လိုက်ဘူးအဲ့မှာလေတတိယပွဲစီကိုရောက်တဲ့ချိန်မှာ ကော့ထွန်ကဒုတိယပွဲစီမှာသူကနည်းနည်းလေးတာထားတာတတိယပွဲစီမှာကျတော့ကော့ထွန်ကဟိုမြန်မာ အကလူတွေပြောမယ်ဆိုရင်တော့ဗျပတ်ပြေးတယ်လို့ပဲပြောသွားတော့သူကခွာထိုးလာတာအထိမခံတော့အမှတ်ရသလောက်ယူတယ်ခွာထိုးတယ်ပြီးတော့နှစ်ယောက်ပူသွားရင်သူသူ့ရဲ့နာမည်ကျော်ဘယ်ဒရောင်ကိုသူသုံးနိုင်အောင်ကြိုးစားတယ်အဲ့တော့ဘယ်ဒရောင်ကိုထုတ်သုံးလိုက်ပြီဆိုရင်ဆိုလင်းက defense ပြန်လုပ်ရတယ် defense လို့ကာကွယ်တဲ့အချိန်မှာတစ်ချက်လွတ်သွားရင်အဲ့ဒီချက်ထိရင်ထိတဲ့ရောက်ဆိုလင်းကနောက်ပြန်ပြန်ဆုတ်လာတယ်ရှိတယ်ဆိုလင်းကကြတော့ဒီဘက်မှာစိုင်းတို့ပြိုင်တို့နဲ့သူ့မာကုံမာကုံဆိုတာကြီးနဲ့ဒါနဲ့ပဲလုံနေတယ်ဗျ အဲ့တော့ဒိုင်ကနှစ်ယောက်ပူသွားလို့အလဲမပြန်တဲပြီလေသူကဝုံးစုံဝင်ပြီးတော့လုံးတာပဲဒီလုံးမှုပဲကြိုးစားနေတယ်အလဲမထိုးနိုင် မနိုင်ဘူးဆိုတဲ့ဆိုက်ကိုကြီးကသူ့ကောင်းတဲ့ကိုဝင်နေတဲ့အခါသူ့စီကအကောင်းဆုံးမှုဆိုတာမမြင်ရတော့ဒီလက်သီးလောက်ပဲရှိတော့တယ်ပေါ့လေအဲ့တော့တစ်ဖက်ကကော့ထုံးကနေရှေကန်ချက်တို့သူ့ရဲ့ဒီဘက်ဒရောင်တို့ထုတ်သွင်းလိုက်ရင်ဆိုလုံးကနောက်ပြန်ဆုံးသွားရတယ်ရှေကန်ချက်ကတော့နှစ်ယောက်စလုံးစီကအားရစရာကောင်းလောင်တိတ်တော်မမြင်တွေ့ခဲ့ရဘူးဗျ အဲဒီပွဲကတော့လက်သီးချင်းအပြိုင်သွားတဲ့ပွဲလို့ပဲကျွန်တော်ပြောရမယ်။ဘာပြောဆိုလို့ကဒီပွဲက၃ပွဲဆက်ချုံသွားခဲ့ဖြစ်တဲ့အတွက် one final တို့ one တို့မှာပွဲရဖို့ကလွယ်ပါအောင်မလားလို့တော့စဉ်းစားရမယ်။ပြီးတော့ one နဲ့သူ့ကြားမှာရှုပ်ဆိုထားတဲ့ contract ပေါ့လေဒေါ်လာသိန်းနဲ့ contract ကဘယ်နှပွဲစားလဲ။အဲ့ဒါဟာစိတ်ဝင်စားစရာကောင်းလာပြီ။ဘာကြောင့်လဲဆိုတော့ American dollar သိန်းနဲ့ Saudi ရရှိပြီးကြတဲ့ကဆိုလို့ကရှုံးမွဲရဇက်တိုက်ကြုံနေလို့ပါပဲ။ ဲ့တော့စာအုပ်တရန်ကုန်ရင်စာချုပ်တွေရဖို့ဆိုတာကသူ့ရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးမှဝမ်းကစာချုပ်တွေပေးရင်ပေးဆိုတော့စဉ်းစားမှလေအခုလက်စွမ်းရတော့စာချုပ်တွေရဖို့တော်တော်ခွင်လန်းနေသွားပြီအခက်မသိရင် one friday fight လို့အနေထားမျိုးတော့စဉ်းထိုးရအောင်ရှိသွားပြီခင်ဗျကော့ပထွန်ကတော့လက်ရှိမှာ one fight night မှာနှစ်ပွဲဆက်စွမ်းပြလိုက်တယ်ဆိုတော့ black ကိုနိုင်တယ် soling လို့မာကွန်မြင့်တဲ့ fighter ကိုနိုင်တယ်ဆိုတော့သူကတော့အနေဆုံး one fight night မှာပွဲထပ်ရမယ်ကံကောင်းရင် one point စီရောက်မယ်အဲ့ဒါပို့ပြီးအတိုင်းတဲ့လုံကံကောင်းခဲ့ရင်တော့ ဝမ်းနဲ့အမေရိကန်ဒေါ်လာတသိန်းနဲ့ဆာအုဒီတောင်ရသွားဖို့ရှိနေပြဆိုလုံးအနေနဲ့ကတော့သုံးပွဲစတိုက်ရှုံးသွားခဲ့ဖြစ်တဲ့အတွက်ရှီလာယံပွဲစဉ်တွေမှာရလကောက်မှုအရေးကြီးလိုအပ်လာပါပြီဆိုလုံးအနေနဲ့အခုအားနည်းချက်တွေကိုပြုပြင်ပြီးရှီလာယံပွဲစဉ်တွေမှာအကောင်းဆုံးပြန်လာနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည့်စုံအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ